ကျမတော်မူကြပါစခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လ15ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမှာဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့ကြောက်ဖြူမှာစစ်ကောက်စီဘုံမှုအဆင့်ပါစစ်ရင်အား80ခန့်တက်ရင်လိုက်အရကတ်တက်တော်တန်ကိုလက်နက်ချအလင်းဝင်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတိုက်ပွဲပြင်းထန်နေတဲ့ကြောက်ဖြူမြို့နယ်မှာ ်အရခတ်တက်တော်နဲ့စစ်ကောင်စီတက်တို့တိုက်ပွဲဖြစ်ပွားနေပြီးစစ်ကောင်စီတပ်သားတွေဟာတည်ရင်းလိုက်လင်းဝင်လာတယ်လို့အေအေနဲ့နီးစပ်တဲ့ဒေသစည်ရေးတရင်အရေးမြစ်တွေကပြောပါတယ်အေအေသိမ့်ပိုက်ထားတဲ့နေမြေတွေကိုအတင်းထိုးစစ်ဆင်ခိုင်းပြီးစစ်လွတ်ရမှာအခုလိုအေအေနဲ့ဆက်သွယ်မှုပြုလုပ်ပြီးစစ်ကြောင်းတစ်ကြောင်းလုံးအလင်းဝင်လာတာလို့ပြောပါတယ်အလင်းဝင်လာတာကဗိုလ်မှူးအဆင့်ပါတယ်အင်အားက80ခန်းမှန်းကြီးရှိတယ်လို့ရှေးတန်းတရင်အရေးမြစ်ကဆိုပါတယ် ဒါအပြင်တိုက်ပွဲတွေအတွင်းကစင်ကလေးထွက်ပြေးလွတ်မြောက်နေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်းအရခတ်တပ်တော်ကနေ့စဉ်နဲ့မျှဖမ်းဆီးရမိထားတယ်လို့လည်းသူကဆိုပါတယ်။မေလ30ရက်နေ့ညနေ3:00နာရီလောက်ကလည်းကြောက်ဖြူမြို့နယ်မင်းတပ်တောင်ရွာမြောက်ဖက်မီတာ600အကွာကစစ်မှုလက်မှုတင်တဲ့ကျောင်းမှာအခြေပြုထားတဲ့စစ်ကောင်စီတပ်ဟာအရခတ်တပ်တော်ကိုထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပြီးအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကတိုင်းစစ်ဦးစီးမှုပထမတန်း ကိုပိုင်အမတ်ကြီး3953ဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်အပါအဝင်စစ်တုံးဘက်အများအပြားကိုလက်နက်ခဲယမ်းတွေနဲ့အတူအာရခတ်တပ်တော်ကလက်ရဖမ်းမိခဲ့ပါတယ်။တိုက်ပွဲတွေဟာတရုတ်ကက်စပိုက်လိုင်းနဲ့မီတာ6000လောက်ကွာတဲ့နေရာမှာဖြစ်ပွားနေတာဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီကသူတို့အခြေပြုထားတဲ့နေရာတွေကလည်းအာရခတ်တပ်တော်ရှိတဲ့နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်အခုလိုတိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာလို့ဒေတာစစ်ရေးတရင်အရှိမြစ်ကပြောဆိုပါတယ်။ လက်နက်နဲ့အလင်းဝင်လာသူတွေကိုလည်းအရကတတ်တော်ကစစ်တုံးမှဥပဒေအတိုင်းထိုက်တန်တဲ့စွန့်ငွေပေးအပ်တာတွေမိသားစုဆွေမျိုးတွေထံစနစ်တကျလွှဲပြောင်းပေးတာတွေကိုရခင်ကအတိုင်းပြုမှုဆက်ဆံသွားမှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လုံခင်းမှာတနက်ဒံယာနဲ့တေဆုံးသူကိုတကြိုရပြင်ဆင်ထားစဉ်အသက်ပြင်ရှင်လာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ ကချင်ပြည်နယ်ဖောက်ကက်မြို့နယ်လုံခင်းကြီးရွာမှာစွန်းလ14ရက်နေ့ကတနက်တန်ရနဲ့လေးကြသိဆုံးနေသူကိုတကြိုရန်ပြင်ဆင်ထားစဉ်အသက်ပြင်ရှင်လာကြောင်းဒေသခံများထံကနေသိရှိရပါတယ်။ဒူသူဟာလုံခင်းကြီးရွာကောင်းထမင်းဆိုင်လမ်းကြားမှာစွန်းလ14ရက်မနက်ပိုင်းကတနက်တန်ရနဲ့လေးကြသိဆုံးနေတဲ့အတွက်ကြီးရွာနာရေးကူညီရေးအဖွဲ့ကဇယက်မှထားရှိကတကြိုပေးရန်စီစဉ်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ညနေပိုင်းမှာအလောင်းကထထိုင်လာလို့ထွက်ပြေးကြတယ်ကြတယ်လို့ဒေသခံတအူးကဆိုပါတယ်။လုံခင်းကြီးရွာအုပ်စုကိုစစ်ကောင်စီစစ်ကြောင်းက မေလ28ရက်နေ့ကရောက်ရှိလာပြီးဒေသခံများကိုတနက်နေ့ပစ်ခတ်တပ်ဖြတ်ကဖမ်းဆီးခေါ်ဆောင်ခြင်းများပြုလုပ်ခဲ့တဲ့အပြင်ကြောင်မြတ်တူဖော်ရေးလုပ်ကွက်အတွင်းဆက်ရန်နေရာများကိုလည်းမိရှုဖြစ်စည်းမှုများပြုလုပ်လျက်ရှိပါတယ်။ဇွန်လ14ရက်နေ့ညနေပိုင်းမှာဂဒီမော်ကြီးရွာမှာရှိတဲ့ကြောင်မြတ်တူဖော်ရေးကုမ္ပဏီတစ်ခုမှာဆက်ရန်နေရာနဲ့အဆောက်အအုံများကိုမိရှုခံရရကြောင်းဒေသခံများကပြောကြပါတယ်။လက်ရှိမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းကို KAKPDF ပူးပေါင်းစစ်ကြောင်းကကြားဖြတ်တိုက်ခိုက်နေပြီး လက်နက်ကြီးပစ်ခတ်တံများလည်းကြားနေရကြောင်းဒေသခံများကပြောကြားပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ဒေါ်ဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးရန်မြန်မာနိုင်ငံရှိနေများကောင်စီတောင်းဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာနိုင်ငံတော်ရဲ့အတိုင်ပင်ပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုအာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးထောင်ချထားတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက်တွေကိုလုံးဝမလေးစားမလိုက်နာတာဖြစ်ပြီးချက်ချင်းလွတ်ပေးဖို့မြန်မာနိုင်ငံရှိနေများကောင်စီကဇွန်လ14ရက်နေ့မှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်စစ်ကောင်စီကဒေါ်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖြတ်ရေးဥပဒေပုံမှ55တဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုံမှ25ပို့ကုန်သွင်းကုန်ဥပဒေပုံမှ10ဆက်သွယ်ရေးဥပဒေပုံမှ69ပြည်မှုဥပဒေပုံမှ905ခါခွေနိုင်ငံတော်လျှို့ဝှက်အပ်ဥပဒေပုံမှ31ကငယ်စတဲ့ဥပဒေပုံမှတွေနဲ့တရားစွဲဆိုပြီးနှိရှိထောင်တန်းတွေချမှတ်ထားတာဖြစ်ပါတယ်၂008ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ233အရပြည်တော်စုဝင်ကြီးတယောက်ယောက်ကိုစွပ်စွဲပြစ်တင်မယ်ဆိုရင် ပုံမှန်87ခါခွေးမှပြဋ္ဌာန်းထားတဲ့အတိုင်းပြည်တော်စုလွှတ်တော်မှပါဝင်တဲ့လွှတ်တော်နှစ်ရက်ကလွှတ်တော်တရရက်ရက်လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရည်ရဲ့အနည်းဆုံး၄ပုံတပုံကလက်မှတ်ရေးထိုးပြီးမိမိတို့ရဲ့ဆွဆွဲချက်ကိုသက်ဆိုင်ရာလွှတ်တော်အကြီးအမှုစီကိုတင်ပြရမယ်လို့ဆိုပါတယ်။ပုံမှန်87ကားငယ်အရာအဲ့ဒီဆွဆွဲချက်ကိုသက်ဆိုင်ရာလွှတ်တော်ရဲ့လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်းဦးရည်အနက်အနည်းဆုံး၃ပုံ၂ပုံကထောက်ခံမှဆက်လက်အေးအေးယူဆောင်ရွက်ရမယ်လို့လည်းအတိအလင်းပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်လူမှုကောင်းဆောင်ဒေါန်ဆန်းစုကြည်ကို အာနာသိန်းစစ်ကောင်စီကဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်တွေချမှတ်ထားတာက2008ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက်တွေကိုလုံးဝလေးစားလိုက်နာတာမရှိကြောင်းပေါ်ပေါက်ပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုစန့်ကျင်တာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။လူလူကောင်းဆောင်တောင်းဆန်းစုကြည်ကိုချင်းချက်မရှိလွတ်ပေးဖို့နဲ့မတရားသဖြင့်ဖမ်းဆီးထိန်းသိမ်းပြစ်ဒဏ်ချမှတ်ခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကိုလည်းချင်းချက်မရှိချက်ချင်းပြန်လွတ်ပေးဖို့မြန်မာနိုင်ငံရှိနေများကောင်စီကတိုက်တွန်းထားတာဖြစ်ပါတယ်ခင်ဗျာ။ နောက်ထပ်သိရှိရတဲ့သတင်းကတော့ကိုနှစ်သမီးကိုတတ်ပြီးငကက်လူယူခဲ့တဲ့လင်မယားကိုဖမ်းဆီးအမှုဖွင့်လိုက်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမိတီလာမြို့နယ်တဟတန်းကြီးရွာမှာအသက်ကိုနှစ်အရွယ်ကလေးကိုတတ်ပြီးငကက်လူယူခဲ့တဲ့လင်မယားနှစ်ယောက်ကိုပုံမှန်3942နဲ့အမှုဖွင့်ရေးယူထားတယ်လို့မြို့ခံတွေစီကနေသိရှိရပါတယ်တဟတန်းကြီးရွာမှာနေထိုင်တဲ့အသက်ကိုနှစ်အရွယ်မနှင်းယတီဟာဇွန်လ9ရက်နေ့ကနေအိမ်ကနေပျောက်ဆုံးသွားပြီးနောက် ဇော်လ17ရက်နေ့မှာအသက်ခံရတဲ့အနေထားနဲ့ကြေးရွာတုတ်တန်အနီးမှာပြန်တွေ့ခဲ့တာလို့မြို့ခံတယောက်ကဆိုပါတယ်။ကလေးစီကငကလိုချင်လို့တရွာထဲနေတဲ့လင်မယားကအင်ကိုခေါ်ပြီးငကဖြုတ်ယူတာကလေးကအော်ဟစ်နေလို့ခေါင်းကိုအင်တိုင်နဲ့ရိုက်ပြီးတတ်လိုက်တာ။တတ်ပြီးတော့အလောင်းကိုပီနံအိတ်နဲ့ထုတ်ပြီးရွာကတုတ်တန်မှာလှုပ်ပြထားတာလို့ဆိုပါတယ်။ မနှင်းရည်တည်ဆုံးမှုနဲ့ပတ်သက်ပြီးတရွာထဲနေကိုစုမင်းအောင်နဲ့မလင်းစာနေစောတို့ကိုဇွန်လ7ရက်နေ့ကခေါ်ယူစစ်ဆေးခဲ့ရမှာလူတက်မှုနဲ့လူယူခဲ့တဲ့ငကက်ကိုရောင်းချစားတောက်ခဲ့တယ်လို့ဝန်ခံထွက်ဆိုခဲ့ကြောင်းရစ်တပ်ဖွဲ့နဲ့နှိစက်သူတယောက်ကပြောပါတယ်ကလေးကိုငကက်ဖြုတ်ရင်အော်နေတော့တိုင်နဲ့ကောင်းနဲ့ရိုက်တက်လိုက်တာတက်ပြီးတန်တစ်တာနဲ့ထဲထားတယ်နောက်ရက်မှပီနံအိတ်ထဲထည့်ပြီးတုတ်တံမှာသွားလွတ်ပြတာရွာကစိတ်ကြောင်းသားကတွေ့လို့ဒီအမှု ပေါ်လာတာလို့ဆိုပါတယ်ပြစ်မှုကျွလို့သူကိုစိုးမင်းအောင်နဲ့မက်လင်းစာနီစောတို့ကို ်ပအမှတ်23မြင်းဆောင်2025ပုံမှန်39လ302နဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့လေသမားတွေအကျွေးကင်းဖို့နှစ်နှစ်အတွင်းလုပ်ပေးမယ်လို့ဥခင်ကြီးမဲဆွေနေကြောင်တင်ဆက်ပေးပါမယ်ခင်ဗျာလေသမားတွေဘဝတိုးတက်ရေးနဲ့ကျွေးမီကင်းရှင်းဖို့အတွက်နှစ်နှစ်အတွင်းမှာဆောင်ရွက်ပေးမယ်ဆိုပြီးပြည်တော်စုကျန်းကန်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဥခင်ကြီးကတောင်သူလေသမားတွေကိုမဲဆွေပြောကြားနေပါတယ်။နေပြည်တော်ကောင်စီဆေးရသီရီမြို့နယ် တာစီကြီးရွာအုပ်စုအောင်တာကြီးရွာမှာဇွန်လ12ရက်နေ့ကပြုလုပ်တဲ့ကြံ့ဖို့ပါတီဝင်တွေနဲ့တွေ့ဆုံပွဲမှာဥက္ကင်ကြီးကအခုလိုပြောကြားလိုက်တာဖြစ်ပြီးအဲ့ဒီတွေ့ဆုံပွဲကိုတာစီကြီးရွာအောင်တာကြီးရွာမြကနိုင်ကြီးရွာဘောရီမြိုင်ကြီးရွာပါတီဝင်တွေတက်ရောက်ခဲ့တယ်လို့သိရှိရပါတယ်။ပါတီရဲ့ပြည်သူ့ကိုပေးတဲ့ဂရီကဝတ်မှာပါထည့်ထားလဲဆိုတော့မြန်မာတောင်သူလေတမားဘဝမြန်မာတိုးတက်ရေးနဲ့ကျွေးမီတန်တရာမှလွတ်မြောက်ရေးဆိုတဲ့အချက်ကိုနှစ်နှစ်အတွင်းဆောင်ရွက်ပေးမယ်လို့ထည့်ရထားတယ်။ အဲ့ဒါရန်ရည်တာမဟုတ်ဘူးလို့ကြက်ဖွတ်ပါတီဥက္ကဋ္ဌဥခင်ကြီးကဆိုပါတယ်။ဒါအပြင်ဥခင်ကြီးကသူကိုယ်တိုင်ဟာလေသမားသားသမီးဖြစ်တယ်လို့လည်းဆိုပါတယ်။သူတို့ပါတီဟာအခုအစိုးရမဟုတ်သေးပေမဲ့အစိုးရဖြစ်လာရင်လုံဆောင်ဖို့အတွက်ရည်ဆွဲထားတဲ့လုပ်ငန်းတွေတဲမှာလေသမားတွေအတွက်သွင်းအားစုဈေးနှုန်းတွေလျှော့ချပေးဖို့နဲ့အခွန်ကင်းလွတ်ခွင့်တွေပေးဖို့စပားကိုနေကျော်ရောင်းချခွင့်တွေရရှိဖို့လုံဆောင်ပေးမယ်လို့ပါမဲဆွဲထားပါသေးတယ်။ 2010ခုနှစ်ကျန်းဖို့ပါတီအစိုးရဖြစ်စဉ်ကကျန်းဖို့ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေလက်စည်ဝင်ကြီးဖြစ်လာသူဦးမြင့်လှိုင်ဟာ2023ခုနှစ်ဇန်နဝါရီလအတွင်းကဧရာဝတီတိုင်းဒနုဖြူမြို့နယ်ကလေသမားတွေနဲ့တွေ့ဆုံစင်မှာအကျွေးမဆတ်နိုင်တဲ့လေသမားတွေအကျွေးကြေအောင်ထမင်းတက်နဲ့ရှော့စားကြဖို့ပြောကြားမှုပါတယ်။ဇီးကွက်စနစ်ကြားထဲမှာဆင်းရဲမွဲတေမှုကိုဖြစ်စေတဲ့အကြောင်းအရာအချက်တွေကိုအကုန်လုံးစုစည်းပြီးတော့ဒါကိုနှစ်နှစ်အတွင်းအပြည့်ဖြေရှင်းပေးမယ်လို့ကျွန်တော်တို့ကရည်ထားတယ်လို့ဥက္ကင်ကြီးကဆိုပါတယ်။ ်လက်ရှိမှာစပန်းစည်းတွေဇက်တိုက်ကျဆင်းနေပြီးတောင်သူတွေမှာစပန်းဝယ်လက်မရှိတာကြောင့်အခက်တွေ့နေရပြီးမိုးစပန်းရာသီစတင်လာပေမဲ့စိုက်ပျိုးဖို့ကတော့အခက်ခဲဖြစ်နေကြပါတယ်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကဒီဇင်ဘာလအတွင်းမှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောကြားထားပြီးမှပြည်ခိုင်ပြိုးပါတီကနေတီတာတွေမှာလူလူတွေ့ဆုံပွဲဆိုပြီးပါတီဝင်တွေနဲ့တွေ့ဆုံမှုတွေဇက်တိုက်လှုပ်ဆောင်နေတာဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်သိရှိရတဲ့သတင်းကတော့ပကုတ်ကူအောင်သာပြူစခန်းမှာပြူစိုးတိတူမိသားစုများခေါ်ဆောင်ပြီးလက်နက်ခဲယမ်းနဲ့အတူအလင်းဝင်ရင်းမပင်မှာလဲတသားတဲ့ကိုထက်လင်းအောင်လက်နက်ခဲယမ်းများယူဆောင်အလင်းဝင်လာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမကွေးတိုင်းပကုတ်ကူမြို့နယ်အောင်သာရွာပြူစိုးတိစခန်းမှာပြူစိုးတိတူမိသားစုလိုက်ခေါ်ပြီးလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်လာကြောင်းအေယံတောင်းတပ်ဖွဲ့မှတာဝန်ရှိသူတူဦးကပြောကြားပါတယ် ဇော်လ12ရက်နေ့နနက်7:00နာရီခန့်ကပခုတ်ကူမြို့နယ်အောင်သာပြူစောတီစခန်းမှာပြူစောတီတူဟာမိသားစုလိုက်ခေါ်ဆောင်လာပြီး G3 အမျိုးအစားတနက်တလန်ကြည်ပေါက်၈ပေါက်ကြည်356တောင်း equipment တစ်စုံအီနာကဘုံဒီတလုံးတို့ကိုယူဆောင်ကပခုတ်ကူခရင်ပကဖလှူရှားတက်ဖွဲ့ကအေယာတောင်းတက်ဖွဲ့ထံကိုအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်သူမိသားစုတွေကတော့လွတ်မြောက်နေမြေမှာပို့ထားပါတယ်။အလင်းဝင်လာတဲ့သူကတော့စစ်ကောင်စီကိုပြန်တော်လှန်ပါမယ်တဲ့။ ျန်ရှိနေတဲ့ပြူတွေအနေနဲ့လည်းအမြင်မှန်ရပြီးအလင်းဝင်ကြဖို့ဖိတ်ခေါ်ပါတယ်လို့အေယာတောင်းတပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ထို့သောအလင်းဝင်ရောက်လာတဲ့ပြူစောတိကိုပကုတ်ကူခရိုင်ပကဖလှူရှားတပ်ဖွဲ့ကအေယာတောင်းတပ်ဖွဲ့မှစုငွေ7,350ချင်းမြင့်ပေးအပ်ခဲ့ကလုံခြုံစိတ်ချရတဲ့နေရာကိုပို့ဆောင်ပေးထားကြောင်းသိရှိရပါတယ်။ထို့အတူဇွန်လ9ရက်နေ့မုံရမြို့အနောက်မြောက်တိုင်းစစ်ဌာနချုံးမှရဟတ်ရင်နဲ့ကန်တောင်စကန်းကိုစစ်ကူပို့ဆောင်ခံရတဲ့အင်အား140ပါအနက်မှတပ်သားတစ်ကိုထက်လင်းအောင်ခကိုကျော်ကိုက ရင်းမာပင်ခဲအမတ်ဆက်နှစ်တရင်ကိုထွက်ပြေးအလင်းဝင်လာကြောင်း၎င်းနှင့်အတူ MA1 တနက်တလက်ကြီ45တောင်းဘုံဒီတလုံး14မိုင်တလုံးနဲ့အလင်းဝင်ရောက်လာကြောင်းရင်းမာပင်ခဲအမတ်ဆက်နှစ်တရင်ကသတင်းထုတ်ပြန်ထားပါတယ်အဆိုပါအလင်းဝင်လာသူတပ်သားတစ်ကိုထက်လင်းအောင်ခကိုကျော်မှအချုပ်ကျနေရာမှတပ်သားတစ်အဖြစ်စုဆောင်းခံထားရပြီး2024ခုနှစ်အော်တိုဘာလအမှတ်9ချိန်မြန်တပ်သားတစ်အဖြစ်ခေါ်ဆောင်ခံရသူဖြစ်ကြောင်းရင်းနှီးမြို့နယ်တောင်ကုန်းမြို့တို့မှာ စစ်တပ်နဲ့၅လနဲ့စစ်မြေပြင်၂လတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လန်ကြီးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်စုလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါတယ်ခင်ဗျာ